ပထမဦးဆုံးအနေနဲ့စကိုင်းတိုင်းစကိုင်းမြို့နယ်စားတောင်ကျေးရွာရှိစစ်တပ်စစ်ဆေးရေးဂိတ်တွင်တပ်မ33လက်အောက်ခံတပ်မစစ်သားများနှင့်ပြူစောထီးဖွဲ့ကခီးသွွားရင်ဆက်တစည်းတဲ့မင်းဲကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်ပြစ်ခတ်ချင်းချောက်ကငွေကြေးရွှေတဲ့ပစ္စည်းဖုံးများနဲ့ရင်ဆိုင်ရာစာရွက်စာတမ်းများလူရက်ခဲကြောင်းခီးသွွားပြည်သူများကပြောပါတယ်စတေမာလ15ရက်နေ့မန္တလေးရွှေဘိုလမ်းပိုင်းရှိစားတောင်ကျေးရွာစစ်စေးရိတ်တွင် စစ်သားများကခီးတဲ့တင်ရင်နဲ့အင်စည်းကားများကိုရပ်တန့်ခိုင်းပြီးမှတ်ပုံနဲ့ဆစ်ဆဲမိဟုဆိုကာခီးတဲ့များကားပေါ်မှာဆင်းခိုင်းခဲ့ပါတယ်ထို့နောက်ခီးတဲ့များမြေပေါ်တွင်ဝမ်းလျောက်မှောက်ခိုင်းကတနက်ပြောင်းဖြင့်ခေါင်းနောက်ဆက်ကိုချိန်ရွယ်ပြီးခေါင်းမော်ရင်ပြတ်တက်မယ်လို့ချိန်ချောက်ခဲ့ပါတယ်အဲ့ဒီနောက်စစ်သားများနဲ့ပြူစောတိဖွဲ့ကလက်နက်များဖြင့်ရန်တပ်ပစ်ခတ်ပြီးရင်းမောပါငွေကြက်300ခန်းဖုံးဆယ်လုံးတက်မနေကားပိုင်ရှင်မှတ်တမ်းစာအုပ် ရင်မောင်းလိုင်စင်များနဲ့အခြားပစ္စည်းများကိုလူရက်ယူဆောင်သွားခဲ့ပါတယ်။ကားလမ်းပေါ်မှာဝင်းရမှောက်ခိုင်းပြီးတနတ်နဲ့ခေါင်းကိုချိန်ထားတယ်။မလှုပ်နဲ့မော့ရင်ပြစ်တတ်မယ်လို့ပြောတယ်။ချက်ချင်းဆိုသလိုလက်နှက်ကြီးတွေလက်နှက်ငယ်တွေရမ်းပစ်ပြီးကားပေါ်ကဖုန်းတွေပတ်စံတွေရှာယူသွားတယ်လို့ခီးသွားတဦးကပြောပါတယ်။လူရက်မှုတွင်မန္တလေးသို့ဆေးကုရန်ယူဆောင်လာတဲ့ငွေသိန်း30အိမ်စည်းကားတစ်စီးမှငွေသိန်း90 ဖုန်းလေးလုံးနဲ့မြစ်ကြီးနားမှာအိမ်စည်းကားတစည်းထံမှာငွေသိန်းတရာ ဖုန်းတစ်လုံးဖြင့်ရင်ဆိုင်ရာစာရွက်စာတမ်းများလူရက်ခံခဲ့ရပါတယ်။လူရက်မှုပြီးနောက်စစ်သားများကအနေရရှိတဲ့မြင်မြတ်သွားပါလို့ပြောကာလှုပ်ပေးခဲ့ပါတယ်။သခိုင်းမြို့အခြေဆိုင်တပ်မ33လက်အောက်ခံတပ်များသည် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းစစ်ဆေးရေးခိတ်များတွင်ဓားပြတိုက်လူရက်ခြင်းပြည်သူများကိုအကြောင်းမဲ့ရိုက်နှက်ခြင်းစသည့်ဥပဒေမဲ့ လောက်ရက်များကိုပြုလုပ်နေကြကြောင်းတပ်သတင်းရင်းမြစ်တို့ကဖော်ပြထားပါတယ်ရှင်။